ကဲအားလုံးဝမင်္ဂလာပါပွဲစုံရဲ့ပွဲစုသုံးသက်ချက်အစီအစဉ်နေရနေပြီးတော့ပြန်လဲကြိုးကြိုးလိုက်ပါရယ်အခုဗီဒီယိုမှာတော့ကျွန်တော်ညီကိုမြောက်ကပရီးမီးယားလိပွဲစဉ်ရှိရတာအကောင်းဆုံးပွဲစဉ်တစ်ပွဲနဲ့ဒါနောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစုသုံးသက်ချက်အစီအစဉ်လေးကိုပြုလုပ်တင်ဆက်ပေးသွားမှာလည်းဖြစ်ပါရယ်ဗျဒီပွဲကတော့ဒါအော်တိုဘာလ16ရက်နေ့တနင်္ဂနွေနေ့ညရဲ့စေနိုင်တီမှာကန်တော့မှပြပြီးတော့ဒါမန်ချက်စတာယူနိုက်တက်အသင်းနဲ့လီဗာပူးတင်းရဲ့အိမ်ဝင်ဒါအန်စီမှာ တွားရောက်ပြီးရှင်ပြန်ကစားမှလည်းဖြစ်ပါတယ်ဗျမင်းမှာပါကူမင်းမှာမင်းမှာဗျဟုတ်ကဲ့ကြကူဒါဒီပွဲကတော့ဒါတော်တော်လေးကြည့်ကောင်းမဲ့ပွဲပွဲဖြစ်တာနဲ့အညီဒါစနစ်မှာယက်တီနေတဲ့ဒါလီဗာပူးအသင်းနေနေကလည်းဒီဘက်မှာဒါပရော်လီဖရက်ရှာများနေပြီးဒါနောက်ဆုံးသုံးဘက်မှာတိုင်ပတ်နေတဲ့အနေထားကိုတွေ့ရတော့ဗျာဒါမန်ချက်စတာယူနိုက်တက်အသင်းနေနေကလည်းဒါရလက်အနေထားရဲ့မှာတည်ငြိမ်မှုမရှိရဲ့ပြင်ဗျာမန်ချက်စတာယူနိုက်တက်မှာလည်းဒါဖီအားတချို့ရှိရလို့ကျွန်တော် တုံးတက်လို့ရပြီဗျာဒါပေမဲ့ Manchester United မှာရှိရဖြစ်အားပါ Liverpool တင်းမှာရှိရဖြစ်အားလောက်အများဆုံးပြီးမြဲဒီပွဲကတော့ Guardian တင်းဘလူးချီနီလို့ဖြစ်တော်မလို့ဆိုတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမှာလည်းဖြစ်တယ်ကိုဒီပွဲကြောင့်ပြောမိမှာကျွန်တော်တို့ဒါ Liverpool တင်းကနေစကြည့်ရမယ်ဆိုရင်ဒါ Liverpool အသင်းအနေနဲ့ဒါ Premier League ပွဲစဉ်ရှိက Manchester United နဲ့ပွဲမတိုင်မီခုနှစ်ပွဲအထိကံခဲ့ပြီးတော့ဒီခုနှစ်ပွဲမှာဒါ၅ပွဲနိုင် ဒါတတိပွဲတော့မရှိဘဲနဲ့ဒါနှစ်ပွဲရှုံးတာအတွေ့အရရ။ရှားမန်အနေနဲ့ဆိုရင်တော့ဒါ15မိနစ်ထိစုဆောင်ထားနိုင်ပြီးတော့ VK ရဲ့ဒါပရီးမီယာလိနှစ်ပွဲစတိုက်တာချီချိုမှုကနေမှဒါအဆင့်1ကနေဆင်းပေးခဲ့ရပြီးတော့ဒါအခုလောစင်ကောင်တင်တော့ဒါအာဆနယ်တင်းရဲ့နောက်အမတ်အကောင်နဲ့အဆင့်1မှာရောက်ရှိနေတာကိုတွေ့ရတယ်။ဒါမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ကတော့ဒူဝမ်တိုင်ရေးဒါခုနှစ်ပွဲကစားခဲ့ပြီးရဲ့အချိန်မှာဒါ၃ပွဲနိုင်တပွဲစီ၃ပွဲရှုံးဆိုတဲ့အနေထားကိုပိုင်ဆိုင်ထားပြီးတော့ဒါရမတ်အနေနဲ့ဆိုရင်တော့ဒါမက်ဆယ်နဲ့တက်ကဒါဆင်မဲ့ပဲစုတောင်းထားနိုင်တာတွေ့ရပြီ။ ဒါအစင်းရက်ဒီဟူရကြည့်မကြည့်ရမယ်ဆိုရင်တော့ဒါ Manchester United နီးပြတ်ကူးကင်းအမွန်ဝင်နေတဲ့ဒီရာသီမှာတော်တော်လေးတိုင်ပတ်နေရတွေ့ရပြီးတော့ဒါတစင်ရက်ဒီမှုတာစရာတစိမ်မှာပဲရက်ဒီနေရကိုတွေ့ရတယ်ကိုပြီးတော့ဒီနှစ်တင်းကတော့ဒါတော်တော်လေးကြည့်ကောင်းမဲ့ဘွဲတဘွဲလေးဖြစ်တယ်ပြီးတော့ဒါအင်္ဂလန်မှာဆိုရင်ဒါသမိုင်းစင်လာရဒါကြီးမားတဲ့ဘွဲတဘွဲလေးဖြစ်တယ်ဗျာကိုဆိုတော့ဘာဖြစ်လို့ဆိုတော့ဒီပွဲကဒါ Manchester United ကောဒါ Liverpool ကောကဒီ Premier League Champion ဒါအချိန်မဆိုင်စီရဟန်းနဲ့အတူဒါအင်္ဂလန်ဒါဘီဘွဲ အင်္ဂလန်ဒါဘီဝတ်တဘောဖြစ်တာနဲ့အညီဒါပရိသတ်တူရတပေးစွမ်းနိုင်မယ်ပေါ်တဘောလူလည်းကျွန်တော်နေမိမိပါရေပို့ Okay ဆိုတော့အာဒီအင်္ဂလန်ဒါဘီပွဲအနေနဲ့ဒါပရီးမီယာလီဒါပွဲစဉ်ရှိရဲ့ဒါဒီယာဒီ2025 2026ရဲ့ဒါမန်ဆယ်ယူနိုက်တက်နဲ့ဒါလီဗာပူးတွဲဆုံတဲ့ပထမဆုံးပွဲစဉ်ဖြစ်တဲ့အပေါ်ဒါအတူတူနဲ့အနေလေးကိုတစ်ချက်တော့သုံးသပ်ကြည့်ပြီးပါအောင်ကုန်တော့ဟုတ်ကဲ့ဟုတ်ကဲ့ဒါကျွန်တော်ပရီးမီးယားလီဂ် round 8မှာတော့ကျွန်တော်တို့ပိတ်သက်တဲ့နေနဲ့ဒါပွဲကန်ပွဲကိုဒါမြေလျှို့ပင်ရမှာဖြစ်တဲ့ကအလာမက်ဒီနီဝင်လေးမှာတော့ဒါကျွန်တော်အင်္ဂလန်ဒါဘီပွဲစဉ်ဖြစ်တဲ့ ဒါလဘာဝူးတင်းနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲသင်မှာတော့ဒါအင်ရှင်လဘာဝူးတင်းကြောင့်ရင်ပြောရမယ်ဆိုလို့ရှိရင်ဒါနီပြအာလင်းဆော့ရဲ့လောက်မှာအပီကေရာဒီတာပရီးမီးယားလိမှာချန်ပီယံဆုကိုရရှိခဲ့ပြီးတော့ဒီကဒီမာရဲ့ဒါရာစီဆ၅ပွဲဆက်တိုက်အနိုင်ရရှိခဲ့ပြီးတော့အချိန်ကြီးကောင်းနေတယ်ဆိုပေမဲ့ဒါနောက်ဆုံးနှစ်ပွဲဆက်တိုက်ရှုံးနေခဲ့ပြီးတော့ချန်ပီယံလိမှာရတာရှုံးပွဲနဲ့ဂျုံတွေ့ခဲ့ပြီးတော့ဒါနောက်ဆုံးသုံးပွဲဆက်တိုက်လေဘာဝူးတင်းနေနဲ့ရှုံးပွဲဂျုံတွေ့ခဲ့ရတဲ့ပေါ်တာနီပြအာလင်းဆော့အနေနဲ့ဒါဟိုအပြည့်အမှားတွေကအကောင်းဆုံးပြင်ဆင်လာမယ်လို့တော့ကျွန်တော်ယူဆရတယ်ဗျဟုတ်ကဲ့ကဲ အတပတ်တင်မန်ချက်စတာနဲ့တင်ရတော့ဒါဒီကျတော့အငွေတွေလောက်မှာကစားမစုဖွဲ့မှုရဒါအကောင်းနေဆိုပေမဲ့လေရလက်ကရလက်ပိုင်းရတော့ဒါအနေမြတက်ကြရမ်းကျန်းနေတဲ့နေသားမှာဒါပုဒါဘာလို့တင်းအင်္ဂွေအန်ဖီမှာတာယောက်ရှင်မင်းစားမယ့်နေသားမှာ order လို့ဘယ်လိုမျိုးရလက်ကောင်းနေရရှိရောကစမ်းတော်တောင်းမယ်ဆိုတော့ကျွန်တော်တို့စိတ်ဝင်စားကြည့်ရမှာဖြစ်တဲ့ကဟုတ်ကဲ့ကြာကူဟုတ်ကျွန်တော်စူပါဆန်ဒီရဲ့ဒါပရီးမီးယားလိပွဲစဉ်ရှေ့ဒါဘွေကောင်းလို့ခဲ့တဲ့အင်္ဂလန်တာပြီးပွဲစဉ်ခဲ့တဲ့ဒါဘာလို့တင်းနဲ့မန်ချက်စတာယူနိုက်တက်အတင်းလုံးမှာတော့ဒါအီယာတီကိုရှိနေမှာတော့မှန်မှန်ပြ အလဘုတ်တင်ရဲ့ new year anist solution ဒါသူအနေနဲ့နောက်ဆုံးသုံးပွဲစားတဲ့ရှုံးခဲ့တယ်။အဲ Manchester United pin solution လည်းသူအနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်ကနိုင်ရရှိပြည့်ဆိုပေမဲ့လည်းသူအနေနဲ့နှစ်ပွဲဆက်တိုက်ရလက်ကောင်းနေဒီရာဒီမှာမရရှိသေးတာဖြစ်တဲ့အတွက်ဘယ်လိုမျိုးပြဆင်လာမလဲဆိုတာကျွန်တော်တို့ပြည်သက်အနေနဲ့စောင့်ကြည့်ရမှာဖြစ်တယ်ဗျာ။ဒီပွဲစောင့်ရအင်ရှယ်လဘုတ်တင်မှာ solution ဒါသူတို့ရဲ့တင်းရဲ့အဓိကကိုသမား Harrison ဘက်ကနဲ့အဲနောက်ကလေးကိုနာဒေးတို့ကတော့ဒါတိုင်ရကြဒီပွဲစဉ်ကိုပအောင်မသိကြောက်လို့ကျွန်တော်ကြည့်ရတယ်ဗျဟုတ်ကဲ့ဗျအဲဒီပွဲစဉ်ကတော့နီပြအာနီစလော့အနေနဲ့သူရဲ့ပုံမှန်ဘောထနေကလိုင်းအပ်ပုံစံဖြစ်တဲ့ 4231ဆိုရဲလိုင်းငယ်နဲ့ပဲပို့ထထားမှာဖြစ်နေကြဟုတ်ပြီကအာကိုသွားနေရာမှာဆိုရင်တော့မမဒက်ရှ်ပီအနာရလီရောနေရာမှာဆိုလို့ရှိရင်နာနာကန်နေရာမှာဆိုလို့ရှိရင်ဒါလူငယ်ကစားသမားလေး break လေးပဲပို့ထထားလာမှာဒါမို့အတင်းကြီးနေတဲ့ဘွဲစင်မှာဆိုရင်ဒီပြအာနေဆိုတော့အတော့ကြီးတက်တဲ့ဒါ server spy ပို့ထထားလာမှာကျွန်တော် check ဆောက်ကြည့်မှာဖြစ်တယ်ကဒါစနဘဲနေရလျာမှာဆိုလို့ရှိရင်ဘန်နိုင်းရဲ့သူဒါသူနာရီရဲ့နာရီရဖြစ်တဲ့အတွက်အကျိုးကုန်းပဲဒါပို့ထလာမယ်လို့ထင်နေဗျာဒါဘင်နောက်ကနေရမှာဆိုလို့ရှိရင်တော့ဒါမိုင်းလိုကကက်ပဲအထက်မှာပို့ထလာမယ်ထင်နေဗျာဟုတ်ပြီကျောင်းဒါကိုလည်းနေရလျာမှာဆိုလို့ရှိရင်တော့ကွာဗင်ဘတ်နဲ့မက်စ်အလီစာ အဲဒီနေ့ပဲပေါ်ထွက်လာမယ်ထင်တယ်ကငါတောင်မတက်စစ်ပိုင်းမှာဆိုလို့ရှိရင်တော့ညတောင်မမှာဆိုလို့ရှိရင်ဒါမိုဟာမက်ဆာလာအဲဘီတာမမှာဆိုလို့ရှိရင်ကော်ဒီကဘိုအတက်စစ်မူနီယာမှာဆိုလို့ရှိရင်တော့ဟူဂိုအီဂီဒီပဲပေါ်ထွက်လာမယ်ထင်တယ်ဗျအဲနောက်ကတက်စစ်ပိုင်းမှာဆိုလို့ရှိရင်တော့ဖော်ရန်ဘက်ပဲပေါ်ထွက်လာမယ်လို့ထင်တယ်ဗျဟုတ်ကဲ့ဗျကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းဒါမီဂျာရူဗင်အမ်ရင်ရဲ့ဒါအမ်ဖီကွန်းကိုလိုက်ပစားမယ်ဒါဖော်မေးရှင်းကိုကြည့်ရမယ်ဆိုရင်တော့ဒီဖော်မေးရှင်းမှာတော့ဒါ ဒါမဆိုရင်လည်းမှာတော့ဒါကျွန်တော်တို့ကြားသောသတင်းတွေဆိုရင်ဒါ injury ဖြစ်တဲ့ကစားသမားတွေတော့ပထမဉာဏ်ရှင်းတော့ပြီတည်ရတယ်။ဒါပေမဲ့ဒီပုံမှာမပါဝင်နိုင်မှုများတဲ့ကစားသမားဆိုရင်တော့ကမဆိုရီယာပေါ်ထုတ်ဖို့ရှိနေတဲ့သူသတင်းထွက်တဲ့ဆိုရင်လည်းဒါမတိကျသေးတဲ့အနေအထားမှာရှိရဖို့ပြီးတော့ဒါလီဆန်ဒရိုမာတီနက်ဆိုရင်လည်းဒါ training ပြန်လာပြီဆိုပေမဲ့လည်းဒီပွဲမှာဒါပေါင်ရင်းမပေါင်ရင်းရတော့ဒါကျွန်တော်တို့ချက်စောင့်ကြည့်ရမှာလည်းဖြစ်တယ်ဗျာ။ အာမန်စတာယူနိုက်တက်နီးပြကူပင် MO အနေနဲ့ကတော့သူ၃နေကြကစားခွက်ဖြစ်တယ်။ဒါ3 4 2 1ဆိုတဲ့ formation နဲ့ပဲဒါဖတ်ဖတ်လာဖို့ရှိပြီးတော့ဒီ3 4 2 1 formation မှာဒါကျွန်တော်ဂိုးလုံးမနေရာမှာဆိုတော့ကျွန်တော်အဒီဘက်မှာဆန်နီလန်းစမောင်းဝဲအပေါ်ထမ်းမယ်လို့ကျွန်တော်နည်းနည်းရပြခါစစ်၃ောက်တွဲမှာဆိုရင်ဒါလန်နီကိုဒီလင်းနဲ့အလူရှောပေါ့နော်အဒီ၃ောက်တွဲပဲပေါ်ထလာဖို့ရှိပြီးတော့ဒါကွန်းလင်း၂ယောက်ဒါပဲဘိုင်ဖို့နေရာမှာဆိုရင်တော့ဒါကျွန်တော်ဒါကက်စမီးကဒါအာရှမှာဒီ international break မှာတွားရောက်ကစားထားဖြစ်တဲ့အတွက်ဒါ အနာကြီးဘိုးခွင့်ကိုပေးထားတယ်လို့လည်းကြားရတာဖြစ်တဲ့အတွက်ဒီကစမီရူနေရာမှာဒါဥကားကြီးပဲပေါ်ထွက်လာမလားဆိုတာကျွန်တော်တို့တစ်ချက်ဆောင်ကြည့်ရမှာဖြစ်တယ်ဗျာနံပါတ်8ရူနေရာပါဆိုရင်တော့ဒါဘရူနိုဖာနန်ဒက်စ်ပဲဒါပေါ်ထွက်လာမယ်လို့မြင်မိရယ်ပြီးတော့ဒါကျွန်တော်အဲဒါနံပါတ်10ဘိုးပေါ့နော်နံပါတ်10ဘိုးနဲ့နေရာမှာဆိုရင်တော့ဒါအမ်မူမွန်နဲ့ဒါမီစီမန်ပေါ်ထွက်လာမလားဒါမှမဟုတ်အမ်မူမွန်နဲ့ကုညာထွက်လာမလားဆိုတော့တစ်ချက်ဆောင်ကြည့်ရမှာဖြစ်တယ်ကိုဒီဝက်ဘက်ကနေရာမှာဆိုရင်တော့ဒါကျွန်တော်တို့ဒါပက်ထရစ်ဒိုဂူနဲ့ အဒီဘူဒါထောက်လာနာကပက်ထရစ်ဒူဂူနဲ့ကအာမဒီယယ်လိုထောက်လာနာဆိုတော့ကျွန်တော်စောင့်ကြည့်မှဖြစ်တယ်ကိုကအထောင်တိုက်စီမှုတနည်းအားမှာတော့ဒါအသေးချာဆုံးတော့ဒါရှက်ဒူဝဲပေါ်ထောက်လာမယ်လို့ကျွန်တော်နေနဲ့မြင်မိပါတယ်ကိုဒီဘက်မှာတော့ဒါကျွန်တော်တို့ဒါလူစင်းကိုကြည့်မယ်ဆိုရင်ဒါလီဗာပူးတင်းကတော့အဆဆရရာတာနေရဆိုတော့ကျွန်တော်လက်ခံမဲ့ချက်လေးခစ်တယ်ကိုဒါပေမဲ့လေဒါလီဗာပူးတင်းကဒါသူ့ရဲ့ဒီနှစ်ဒါသူ့ formation ကဒါလူထုတ်တဲ့စီးရင်ဒါ first line နဲ့မှာ ဒါနိဂအနစ်စရောနေတဲ့ကစားသမားကြီးဂျာရင်းမှာဒါသမစုံမီရဲ့အချက်လေးတချို့လည်းမြင်ရတယ်ပို့အာဒီချက်ကဒါကျွန်တော်ပြီးခဲ့တဲ့ဘွဲပြီးခဲ့တဲ့ဒါနှစ်ပွဲမြောက်လောက်ဖြစ်မိတဲ့နေဒါဖန်ဒိုက်ကသူပြောခဲ့တဲ့အတိုင်းပဲဒါသူတို့အတင်းတန်ရက်လက်ဒီဒီအပိုင်းဒီဒီထဲမှာစိုးရွားလာဟွန်းတွေကပေါ့နော်ဒါဒါသူဒီပြီးခဲ့တဲ့လူဟောင်းတွေကိုဒါတော်တော်များများရှင်းထုတ်ပြီးတော့ဒါလူအစ်စ်တီကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်နေဆိုပြီးသူအနေနဲ့ပြောထားတာတွေ့ရကိုဘာဖြစ်လဲဆိုတော့ဒါဒီနေရာမှာပြီးခဲ့ရာဒီမှာအကောင်းဆုံး ခြေစွမ်းပြခဲ့နတ်အလီဆာကိုဖောင်းအောက်ပြီးတော့ fluent voice ကိုဂူဂျီတွေ့နေရာကောင်းပုံစံမှန်မှန်ထားဖို့ဒါမတွေ့ရှိသေးတာကဒါနီးပြအလီဆာတို့အနေနဲ့ဒါလိုအပ်တဲ့ရိုးအပ်ချက်ကြီးကြီးမားမားလို့ပဲကျွန်တော်နေပြောမယ်ပေါ့ခန်းစင်ပါဆိုရင်လည်းဒါဘန်ဒက်ကလက်ချတာနဲ့အတူဒါကျွန်တော်ဝင်းဘတ်နဲ့နေရာမှာကြည့်မယ်ဆိုရင်ဒါမီလိုဂါဂတ်စ်နဲ့ဒါဖရန်ပေါင်ကတက်စစ်လိုက်ပါဟုအရင်များပြီးတော့ဒါခန်းစင်ပါဆိုရင်ဒါ ချို့အားနေချက်လေးတွေ့ရတာဖြစ်တဲ့အတွက်ဒီခံစားပိုင်းမှာလည်းဒါအားနေချက်တချို့တွေ့ရတယ်ဖြစ်တယ်ကိုကျွန်တော်တို့ဒါတက်စစ်ပိုင်းမှာကြည့်ရမယ်ဆိုရင်လည်းဒါအသင်းရဲ့ legend တူလူတော်တမန်လူရရဖြစ်တဲ့ဒါမိုဟာမက်ဆာလတ်အနေနဲ့ဒါအသက်အရွယ်ရလာတဲ့မြန်ဒီရဒီမှာပြီးခဲ့ရာဒီလောက်ပေါင်မကောင်းတဲ့အနေအထားမျိုးတွေ့ရတယ်အဲဒါပေမဲ့အသင်းတင်နဲ့အတင်းတင်းတပ်ပိုးတဲ့ကစားနှုန်းတော့ကစားနိုင်နေတော့မှာเนาะဒါပေမဲ့ကျွန်တော်တို့ဒါပြီးခဲ့တဲ့ရာသီဒါအလက်ဇန္ဒာအာနိုနောက်မှာရှိညာဖြစ်တဲ့အတွက်ဒါမိုမက်ဆာလတ်အနေနဲ့ဒါအကောင်းဆုံးသူ့အနေနဲ့ ဆွဆောင်နိုင်ခဲ့ဆိုပေမဲ့လေဂီယာဒီမှာအနောက်မှာဒါဘရက်ကော်နာဘရက်လီမဟုတ်ဘူးဆိုရင်ဒါဖရင်ဘောင်ကစားသမားမျိုးကြီးရှိနေတာဖြစ်တဲ့အတွက်သူ့အနေနဲ့ဒါဖြချွဆန်းဆောင်ကြီးကြာလာပြီးတော့ဒီယာဒီအစပိုင်းမှာနင်းတိုင်ပတ်နေတဲ့အနေထားကိုမြင်ရတယ်ကိုဟိုပဲဒါမန်စတာယူနိုက်တက်ဘက်ကိုပြန်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တန်းနေရာမှာဒါလီဇန်ဒိုမာနီးယပ်ပြန်ပါလာတယ်ဆိုရင်တော့ဒါအကောင်းဆုံးအနေထားမျိုးဖြစ်နိုင်ရဆိုပြီးမဲ့လေဒါမတိကြတဲ့အနေထားမျိုးမှာတော့တစ်ဆက်ဆောင်ကြည့်ရမှာကိုကွင်းလင်မှာတော့ဒါကက်ဆမီရိုမပါလာခင်ဒါဥဂါရီနဲ့ပွဲထွက်ရမယ့် အလီထားမျိုးမော်တာအနည်းငယ်တိုင်ပတ်မယ်လို့ကျွန်မနေနေပြီးပါကိုဒါ asset ဘိုင်းမှာကြည့်ရမယ်ဆိုတော့ brand and mo နဲ့အဲမာဒီယက်ကူညာတွေ့တာထက်စားရင်တော့ဒါမစ်စင်မောင်းနဲ့တွေ့တဲ့အနေအထားမျိုးကအကောင်းဆုံးအနေအထားမျိုးဒီဘက်မှာဖြစ်လာမယ်လို့လည်းကျွန်တော်မြင်မိမိရေကိုကျွန်တော်နေလည်းပြောရမှာဆိုတော့မန်ချက်စတာယူနိုက်တက်အနေနဲ့သူရဲ့အဓိကဒါ defensive midfielder ကက်စမီရိုဒါနိုင်ငံပွဲစဉ်တွေကြောင်းမပါဝင်လာနေထားမှာဥကဒီပါဝင်နေထားမှာဒါအနည်းငယ်လေးကိုယ်လည်းပိုင်းအားနေမှာလို့သိကြရပြဟုတ်ကဲ့ပြီးတော့ထပ်ပြောရရှိတာက ျွန်တော်တက်စစ်ပိုင်းမှာမချက်မချက်ကရိုက်တဲ့တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်အဲကျွန်တော်နေနေဆိုလို့ရှိရင်ဒါ Brian Amumu, Matie Cunha, Benjamin Sesko ဒီတိုက်စစ်တော့တွေ့တက်ဆာလို့ရှိရင်တို့ Brian Amumu ဒါ Matie Cunha နဲ့ Maximo Fox 9နဲ့ဒီလိုတက်စစ်တော့ပေးရတာအခုပြီးတော့အဆင်ပြေတယ်လို့ထင်မိရတာခွန်ပြေကြမ်းပေါ့ Maximo နေနဲ့ဒါအတင်းကြီးနဲ့တွေ့တဲ့ပွဲချင်းတွေမှာဆိုရင် Fox 9မှာသူ့အခါသုံးတာကအာတော်လီမက်ဆန်ဂျာယူနိုက်တက်တို့အဆင်ပြေလို့ကျွန်မနေနေနေမိရတာဟုတ်ကဲ့ပြပါဘာပြီးတော့ကျွန်တော်နည်းနည်းသက်ပြောပြရှိတာက ဒါအင်ရှင်လဘဘူးတင်းနေနဲ့သူ့အနေနဲ့ဒါအဝေးဘင်းပွဲစဉ်တွေမှာဒါရလက်ဆိုးခဲ့တာဖြစ်တယ်ကတပတ်ကမန်ချက်စတာယူနိုက်တက်ကိုကြည့်ရမယ်ဆိုလို့ရှိရင်လည်းယူနိုက်တက်နေနဲ့ဒါအင်္ဂလန်ပွဲစဉ်တွေမှာဒါဂျန်နုံးပြေနိုင်ပွဲတွေနဲ့ရလက်ကောင်းခဲ့ရဆိုပြီးမဲ့ဒါအဝေးဘင်းပွဲစဉ်တွေမှာဆိုရင်ရလက်ဆိုးတွေတုံ့နေခဲ့တာဖြစ်ပြီးတော့ဒီနေ့တင်းရပွဲစဉ်မှာတော့ဒါအင်္ဂလန်မှာအင်္ဂလန်မှာဆိုရင်ရလက်ကောင်းနေပါဆိုင်အင်္ဂလိပ်ရှိတဲ့လဘဘူးတင်းနဲ့ဝေဘွဲမှာဆိုလို့ရှိရင်တော့ဒါရလက်ဆိုးတွေအဲပါဆိုင်နေတဲ့အတင်းနဲ့တင်တွေ့တာကြောင့်ဒါ ်ဘယ်လိုရလိုက်မျိုးတွေထုတ်ပေါ်လာမလဲဆိုတော့ကျွန်တော်အနေနဲ့စိတ်ဝင်စားဖို့တော့ကောင်းနေတယ်ဗျဟုတ်တယ်ဗျာဟုတ်ဟုတ်ကဲ့ဟိုကအပူပြောတဲ့ပြေပေါ်နောက်ခဏဒီ message နဲ့တဲ့ဒီတိုက်စစ်မှာဒါကျွန်တော် စောင့်ကြည့်ရမှာဆိုရင်တော့ဒါဒီ၄ရက်အတွင်းမှာဘယ်သူထွက်လာမလဲစောင့်ကြည့်ရမယ်ပြီးတော့ဒါနှစ်သိန်းလုံးကဒီအချိန်မှာကစမီရူးမပါလာခဲ့ရင်အားနည်းနေနေမင်ဆယ်နဲ့တဲ့ကွန်းနေနေငကူတွေကလည်းဒါအနေငယ်တိုင်ပတ်နေတဲ့ဒါလီဗာပူးရဲ့ကွန်းနေနေဒါရှင်ပြန်ရမှာဖြစ်တဲ့အတွက်ဒါတနုံးတော်ရီစင်ဝင်လာဖို့ကောင်းတဲ့အနေအထားမျိုးမှလည်းရှိရပြနောက်တန်းတွေကိုကြည့်မယ်ဆိုရင်လည်းဒါနှစ်သိန်းလုံး consistent မဖြစ်တဲ့အနေအထားမျိုးကိုလည်းကျွန်တော်မြင်ရတယ်ကို အဲဆိုတော့ကျွန်တော်ထပ်ပြီးပြောရမယ်ဆိုရင်တော့ Manchester United နဲ့ဒါ Liverpool ရဲ့ဒါ head to head ဒါ၅ချိန်ကိုကြည့်မယ်ဆိုရင်ဒါ Liverpool အသင်းအနေနဲ့ကဒါ၅ချိန်ထိနိုင်ထားပြီးတော့၅ချိန်တည်ကြထားတယ်။အဲ Manchester United ကတော့ဒါတပွဲနိုင်ထားတယ်ပေါ့နော်။ဒီတပွဲကလည်းဒါကျွန်တော်အချိန်ပုံမြင့်နစ်ကျော်မှနိုင်သွားတဲ့ပွဲလေးဖြစ်တယ်ဗျ။ဆိုတော့ဒါ head to head ဒါနောက်ဆုံး၅ပွဲရကြည့်မယ်ဆိုရင်တော့ဒါ Manchester United အနေနဲ့ကတော့ဒါ Liverpool အသင်းကိုမရှင်နိုင်တဲ့အနေအထားမျိုးမှာဒီ ီရာသီပိုင်းခြားလေးငါတကယ်မင်းများတွေ့ရတယ်ဗောနော်ဆိုတော့ဒီပွဲမှာလိုက်တာလီဗာပူးအသင်းအနေနဲ့ဒါဘလူးမီးယားလက်ကောင်းနေခင်အောင်ဆွမ်းဆောင်နေမင်ဆာယူနိုက်တက်ဘက်ကလည်းဒါနီးပြတ်ဦးဝင် MO အနေနဲ့ဒါမထင်မထားတဲ့ရလက်တွေကိုဒါပြည်သက်တွေကိုဆွမ်းဆောင်သွားပြရမှာဆိုတာကျွန်တော်စိတ်ဝင်စားဆောင်ကြည့်ရမှာဖြစ်ပါရဲ့ဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့ဒါဒီပွဲစဉ်မှာတော့အရှင်ကပောက်ဦးတင်ပတ်မှာဆိုလို့ရှိရင်ဒါမိုဟာမက်ဆာလက်နဲ့ဒါဒီယာဒီယားမှာခေါ်ယူလာပြီးတော့ကပောက်ဦးတင်လက်ဂူရီတင်ပြီးထားတဲ့သက်စစ်မဟုတ်ဘူး EGDK လို့အဒီနှစ်ယောက်ကဒါထူးဆော့ကြည့်ဖို့ကောင်းနေပြီးတော့ မန်ချက်စတာယူနိုက်တက်မှာဆိုလို့ရှိရင်တော့ဒီလိုက်တက်မှာခေါ်ရတဲ့အတင်းနဲ့အမြဲတမ်းထိုင်ကြပြီးတော့ခြေစွမ်းပြနိုင်ခဲ့တဲ့ client အမွေးနဲ့မတ်ဒီယက်ကူညာဒီတက်စစ်နှစ်ယောက်ကပေါ်တာတဘာဝတင်းတဲ့ပွဲစဉ်မှာဘယ်လိုမျိုးခြေစွမ်းနေလဲဘူရီတွင်းသွားနိုင်မှာဆိုတော့ကျွန်တော်အနေနဲ့ shout out ကောင်းမထင်နေပြ။ဟုတ်ကဲ့ပါခင်ဗျ။အဲ့လို့ဆိုတော့ဒါကျွန်တော်တို့ Super Sunday ရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့အဲလဘာဝူးတင်းနဲ့ Manchester United နဲ့တင်းလို့ရတာခြေဖွင့်လေးမျိုးလို့ကျွန်တော်ထပ်ပြပြခြင်းမိက။ဟုတ်ပြန်။ခြေဖွင့်လေးမှာဆိုလို့ရှိရင်ဒါ Ancient လဘာဝူးတင်းကတလုံးတီဆိုတဲ့ ချီတိုပေးရတာဖြစ်ပြီးတော့ဒါပူပေါင်းကြီးမှာဆိုလို့ရှိရင်350ရှုံးဆိုတဲ့ကြီးခွင့်လေးစာကျွန်တော်တွေ့ရရဟုတ်လားအဒီဘက်စမှာကျွန်တော်တို့ရဲ့မြန်ခံမှန်းလေးဆိုလို့ရှိရင်ကျွန်တော်ပိတ်သက်တဲ့နေနဲ့စူပါဆန်နေမှာဒါပွဲကောင်းတပွဲကိုတေချာဖို့မြင်ရရမှာဖြစ်တယ်ဒါပြန်လည်တင်းမှုတွေလည်းမြန်နိုင်ပြီးတော့အာရှင်လကောက်တင်းရပဲအေဂွိတ်အဖိမှာဒါအကောင်းဆုံးရလက်တည်နဲ့အနိုင်သုံးမှတ်ကိုတော့ရောက်ကမ်းလို့ခင်နေဗျဟုတ်ကဲ့ဗျာဟုတ်ဟုတ်ဟုတ်ကဲ့ဒီဘုတ်လေဒါကျွန်တော်အနေနဲ့ခံမှန်းရမယ်ဆိုရင်နီးပြအန်နီစလိုအနေနဲ့ဒါသူ့ရဲ့ PR ရဲ့အောက်ကနေပြီးရုံးထက်သွားနိုင်မှာဆိုတော့တစ်ချက်ဆောင်ချက်မှာဖြစ်ပြီးတော့ တဏိပြအခုကအံငွေနင်းရယ်ဘာလို့လုတ်ပြသွားမလဲဆိုတာရောက်ဆောင်ကြည့်ရမှာလေဖြစ်တယ်ကိုရလည်းရခံမှန်းရမယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီဘွဲကအသိဉာဏ်နဲ့သိင်းဖြစ်တာနဲ့ညီဒါကျွန်တော်ပြန်လည်တိုက်စစ်ဆင်မှုတွေကိုမြင်ရမှာဖြစ်ပြီးတော့အာဒီဘွဲကတော့ဒါကျွန်တော်အနေနဲ့ဒလကဘူးအသိဉာဏ်တွေကအနည်းဆုံးသိရတော့ကြောင်းကောင်မောင်းမယ်ပြီးကျွန်တော်အနေနဲ့ညီညီပါရပေါ့ဟုတ်ကဲ့ ဟုတ်ကဲ့ဟုတ်ကဲ့ဒါကျွန်တော်ညကိုညတော့တက်တက်ဆက်ပေးလိုက်တာကတော့ဒါအင်္ဂလန်ဒါဘီပွဲဒါပရီးမီယာလိဘွဲစဉ်အေးရဲ့အကောင်းဆုံးပွဲတစ်ပွဲဖြစ်တဲ့ဒါလီဗာပူးတင်းနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ကိုယ်စီမဲ့ဖြစ်ပါရဲ့ဗျာဗီဒီယိုလေးကိုစုံပြီးကြည့်ပြီးတော့ဒီဒီမြိုက်တင်ပါတယ်ပွဲစုံရဲ့ Facebook နဲ့ YouTube Channel မှာနောက်ဆုံးရ Volume Training နေတဲ့ဒီဘောရုံနဲ့ပတ်သက်တဲ့သုံးသက်ချက်တွေကိုတွားရနားထောင်နိုင်ပြီး Subscribe လေးလုပ်မိပါလို့ပြောရင်းနဲ့ကျွန်တော်ညကိုမြောက်ရဲ့ဘွဲချက်သုံးသက်ချက်ပွဲပြီးသုံးသက်ချက်တွေနဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်နေစုံပြီးကြပါမယ်ဗျာဒီဒီမြိုက်တင်ပါတယ်ကိုကြည့်ကြပါလားကြည့်ကြပါ